ွင့်မိလာပါခင်ဗျာဒီနေ့ပြောက်ဝင်ဆွေးနွေးပြီးမဲ့အကြောင်းအရာတော့ဒီတဲ့နိုင်ငံအနေနဲ့ဘော့စဖို့ရေလကြောက်ဟိုတာပိတ်မယ်ဆိုရင်ပြည်နိုင်ငံတွေဘယ်လိုတွေအဓိကထိခိုက်နေတာလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောက်ဝင်ဆွေးနွေးပြီးတော့အော်ဒါဒီဒီနေ့ကပဲဒီပြည်တော်နိုင်ငံကဒီဟော့စမစ်ရေလကြောက်ဟိုတာပိတ်မယ်ဆိုပြီးတော့ပြောသွားတာအော်ဒါဒီလိုပိတ်မယ်ဆိုတဲ့အချိန်နဲ့ပတ်သက်ပြီးတော့ဒါဒီထိခိုက်နေတဲ့နိုင်ငံတွေပဲပေါ့အော်ဒီနိုင်ငံတွေထဲမှာဒါအီရန်နိုင်ငံကိုယ်တိုင်ဖြစ်နေတာ ဘာကြောင့်လဲဆိုတော့အီရန်နိုင်ငံကဒါဒီရေလက်ကြောက်ကိုမိခိုးပြီးတော့ရေနံတင်ပို့နေရတာကြောင့်ဟောဒီဟော့စ်မှုရေလက်ကြောက်ကိုပိတ်မယ်ဆိုရင်ဒါအီရန်နိုင်ငံရဲ့ရေနံဝင်ငွေတွေအလုံးရပ်တန့်သွားတယ်ပြီးတော့စီးပွားရေးလို့ပေါ့နိုင်ငံရေးအရအတော်လေးဒုက္ခရောက်နိုင်တဲ့အကျိုးဆက်တွေကိုခံစားတော့ရမယ်။အဲ့တော့အီရန်အတွက်ကဒီလှုပ်ရှားမှုကဒါကိုယ်တည်ရင်းကိုတိုးတလို့ဖြစ်သွားနိုင်တယ်။အဲ့တော့ဒီလမ်းကြောင်းကိုတကယ်ပိတ်ဖို့ထက်ဒါနိုင်ငံတကာမှာပြားတွေကိုရှင်းလျှောက်ဖို့အတွက်လှုပ်ဆောင်နေလို့ပဲဒါမြင်မိတော့ ီရန်နိုင်ငံရဲ့စီးပွားရေးကိုပြန်ပြီးတော့ကြည့်အောင်ဆိုရင်ဒါဒီစီးပွားရေးရဲ့အဓိကရေနံတင်ပို့မှုပေါ်မှာပဲအများကြီးမြင်ကုန်2024ခုနှစ်မှာဆိုရင်ဒီကဲရေနံထုတ်လုပ်မှုကတနည်းကိုစီပေါင်း3တရမတ်တန်းလောက်ရှိရှိပြီးတော့အဲ့ဒီကျေကဒီတက်တရမတ်5တန်းလောက်ကတော့တရုတ်အိန္ဒိယနိုင်ငံတွေကိုဒါဒီ cosmic ရေလက်ကြားနဲ့တစ်ဆင့်တင်ပို့တော့ဟုတ်ဒီရေလက်ကြားကြီးပိတ်သွားပြီဆိုရင်ဒီကဲရေနံတင်ပို့မှုအားလုံးကလုံးဝရပ်တန့်သွားတယ်ဟုတ်ဒီရပ်တန့်မှုရဲ့နောက်ကဂျိုးဆက်က ပါလေဆိုတော့ဒီနိုင်ငံဝင်ငွေရဲ့50%ရာခိုင်နှုန်းလောက်ကိုထိခိုက်နေတာသွားစေတယ်။အဲ့တော့အစိုးရဘတ်ဂျက်နဲ့ဒီနိုင်ငံရောင်းဝယ်ရရှိမှုကိုတိုက်ရိုက်ထိခိုက်နိုင်မှာဖြစ်တဲ့အတွက်ဒီရှင်တွေကတော့လုံးဝကိုဒါဒီစဉ်းစားစရာမဖြစ်နိုင်စရာရှင်တွေတခုဖြစ်တော့အဲ့တော့ဒီကလည်းဒီ Osmo ရေလကြောင်းကိုရှောင်ပြီးတော့ဒါရေနဲ့တင်ပို့နိုင်တဲ့အတွက်တခြားရွေးချယ်စရာအဓိကလမ်းကြောင်းကအရှိန်ဖြစ်နေအောင်ကိုချက်ဆိုတော့ဒီလို pipeline မျိုးတွေတူနိုင်ငံမှာရှိတယ်ဆိုပေမဲ့ တနေ့ကိုဒီစီပေါင်း3သိန်းလောက်ပဲဒါတင်ပို့နိုင်တယ်ကျွန်တော်တို့ဒီတင်ပို့မှုကလည်းဒါဒီသူတို့ရဲ့ဒါ20ရာခိုင်နှုန်းလောက်ပဲဖြည့်ဆည်းပေးနိုင်တယ်ဘာပြောကြလဲဒီ story ဒီ Arabia လို့ပိုက်လိုင်းကြီးတွေရှိတဲ့နိုင်ငံတွေနဲ့မတူဘဲနဲ့ Iran နိုင်ငံကဒီလက်ချောင်းကိုတော့အဓိကသုံးပြုနေတဲ့အတွက်ဟောဒါပိတ်ဆို့မယ်ဆိုရင်ဒါသူတွေနဲ့ရွေးချယ်စရာလမ်းကြောင်းမရှိတဲ့လောက်ဖြစ်သွားတယ်။အဲရေရန်ဝင်ဝင်ရက်တက်သွားမယ်ဆိုရင် Iran ရဲ့စီးပွားရေးကပိုဆိုးသွားနိုင်တယ် တော့စေတဒီအမေရိကန်ရဲ့ဒါခပိတ်ဆို့မှုတွေဒီရန်ရဲ့ငွေကြေးပေါင်းပွားမှုတွေကတော့40ရာခိုင်နှုန်းလောက်ထိရှိနေတာဖြစ်တဲ့အတွက်ငွေတန်ဖိုးလည်းအစမတန်ကျဆင်းသွားနိုင်တော့ဒီရှင်နေမှာတော့ရေနံရဲ့ဝင်ငွေတွေထပ်ပြီးတော့ရပ်တန့်သွားမယ်ဆိုရင်ဇိုးရရဲ့လူမှုဝန်ထမ်းလစာထောက်ပံ့ကြီးတွေပေးနိုင်မှုတွေရပ်တန့်သွားနိုင်တော့တော့ဒီရှင်နေတွေကပဲလူထုမကျေနပ်မှုတွေကိုဘုံဘုံမြင့်တက်လာတဲ့ဆန္ဒပြမှုတွေပို့ပြီးတော့ဇိုးရလာနိုင်တယ်လို့မြင်မိတော့ တော့ဒါဒီဟောစမီလေကြောင့်ပိတ်မယ်ဆိုရင်ဒီကနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်အိန္ဒိယဟိုအီရန်ရဲ့ဒီရေနံဝေရဲ့ဒီနိုင်ငံတွေကပဲဒီနိုင်ငံကိုအဓိကဒါပြားပေးလာတာဟိုတရုတ်ကဒါအီရန်ရဲ့အကြီးဆုံးရေနံဝေသူဖြစ်တာဖြစ်တဲ့တော့ဒီရေလက်ကြောင့်ပိတ်မယ်ဆိုရင်ဒါသူတို့ရဲ့စွမ်းရင်ထောက်ပံ့မှုတွေတိခိုက်မယ်ဟိုအီရန်ကိုလည်းဒါမဖြစ်မနေပြန်ဖွဲ့ပေးဖို့ပြားပေးလာလက်သားပိတ်ဆို့ဖို့တာစူးစမ်းနေရအီရန်နေနဲ့ကအမေရိကန်ဗီတိန်တို့လိုရေတက်တွေနဲ့လည်းတိုင်းရက်ချက်ပြီးတော့ဒါရင်ဆိုင်ရပါ ဲ့တော့ဒါအမေရိကန်ရေတပ်ကဒီရေလက်ချမှာဆိုရင်အနေတန်းလို့လို့ရှိတယ်။အဲ့တော့သူရဲ့စစ်တမ်းမော်တွေရန်နေတဲ့ဒါရိုမသွားပြီးတော့ချင်လို့မရဘူး။အော်ဒါကြောင့်ဒီစီးရီးယားဆိုရင်လည်းအီရန်တွက်ကတည်းကရေရှည်ရအထိလာတယ်။အဲ့အီရန်ရေတပ်အနေနဲ့လည်းဒီရေလက်ချမှာစစ်စင်လို့ပို့ထိလုံလောက်တဲ့စွမ်းဟင်မရှိဘူးစွမ်းအားမရှိဘူးလို့ညွှန်ပြနေတာ။အဲ့တော့အီရန်နိုင်ငံအနေနဲ့ပေါ့ဒီဟိုဆုံးရေလက်ချကိုဖိတ်ဖို့အတွက်သူရဲ့ဒါလုံးရဲ့စဉ်းစားမှုတွေရောဒါရှင်းရှင်းမှုတက်တက်တာဖြစ်ပြီးတော့တို့ရဲ့ဒီနိုင်ငံရေးနဲ့စီးရီးဗျူဟာရ ဟာပြူဟာရင်မက်ချက်တစ်ခုပဲဖြစ်နိုင်တော့အမေရိကန်နဲ့ဒီနောက်နိုင်ငံတွေရဲ့တန်ခတ် Facebook တွေ CAPR တွေကိုဒါတန်ပြန်ဖို့အတွက်ရေလကြားကိုဒါလက်နက်တစ်ခုအနေနဲ့သုံးပြနေတယ်လို့လို့မြင်ရပါတယ်ဒါပေမဲ့တကယ်ပိတ်ဖို့ဆိုတာလည်းတော့ဖြစ်နိုင်တယ်နေတယ်တော့သူကိုယ်တိုင်မိခိုးနေရတဲ့ဒီလမ်းကိုမှဒါသူကပိတ်လိုက်ရင်သူ့ရဲ့အတွက်စီးပွားရေးကိုသူကိုယ်တိုင်တည်းရှုပ်လိုက်လို့ဖြစ်သွားနိုင်တော့နောက်ဆုံးနေနှစ်ချက်ဟာဒီတရုတ်ကဒါအကြီးအမားဆုံးနဲ့နာ ဘူးလေဆိုဒီလက်ချာဟိုတာကဘာရေနဲ့တင်ပို့မှု20ရာခိုင်နှုန်းတော့ကိုဒါဒီတရုတ်ကအဓိကဖြတ်သွားတော့တရုတ်ရေနဲ့တင်ပို့မှုကဒီလမ်းကြောင်းပေါ်မှာအများကြီးပြီးခုံရဟိုတစ်ဖက်မှာဆိုတော့ဒီတရုတ်တွေမဟုတ်ဂျပန်တောင်ကိုရီးယားအိန္ဒိယလိုလိုအာရှနိုင်ငံတွေတွေကလည်းကြီးခိုင်နိုင်တော့အဲ့တော့ဒါဒီတရုတ်ကသူစီးပွားရေးဆိုရင်လိုအပ်ချက်တွေကြီးမားတယ်ဆိုတော့ကြီးခိုင်မှုပိုပြီးတော့ကြီးမားလာတယ် တော့ဒီကအဆက်နေနဲ့ဒီရေလကြားပိတ်သွားရင်ရေနံစည်းတွေတဟုန်တို့တိုးတက်သွားနိုင်တဲ့ဒီတရုတ်ကလည်းဒါဒီသူ့ရဲ့ရေနံတွင်တွင်မှုများတဲ့ဒီနိုင်ငံတွေအပေါ်မှာဒါစီးပွားရေးအရတော်လေးဒုက္ခပြီးလာနေတာကိုမြင်တွေ့ရတာပေါ့တော့ဒီတရုတ်ကလူထိခိုက်နေတာပေါ့အားလုံးထိတ်ဆုံးမှရှိနေတာဖြစ်တဲ့အတွက်ဒီဟောစုရေလကြားကိုအီရန်ကပိတ်မယ်ဆိုရင်တရုတ်နိုင်ငံရဲ့အဓိကဒါဒီကမ္ဘာအကြီးဆုံးရေနံတွင်တွင်မှုဖြစ်တာဖြစ်တဲ့အတွက်ထိခိုက်မှုကပိုပြီးတော့ပိတ်လာတာ တို့ပြောရရင်တော့ဒီအီရန်နိုင်ငံနေနဲ့ပေါ်တာဒီစီးရရမာဗျူဟာရဒါဒီအနောက်နိုင်ငံတွေအားချင်းနိုင်ငံတွေကိုရှင်းရှင်းဖို့အခုတက်တက်တာဖြစ်လာနိုင်ပြီးတော့တကယ်လို့ဒါဒါသူလုံဆောင်ဖို့တကယ်ဒါပြိပင်ခဲ့မှာဆိုရင်ဒါဒီတရုတ်ပင်ပြရလို့အားချင်းနိုင်ငံတွေရဲ့ရှင်းရှင်းဖို့ရတဲ့အတူဒါဆက်လက်ပြီးတော့အမေရိကန်ဖြစ်တဲ့ရတတ်တဲ့ဒါဒီ PR ပေးဖို့တွေကိုပို့ပြီးတော့ခံစားရနိုင်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်